thank uh you -huh. င်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတီကေတို့ပဲ ICC တရားရုံးဖန်ဝရန်နဲ့မင်းအောင်လိုင်ကိုလည်းဖမ်းဆီးနိုင်တဲ့အချိန်ရောက်လာလိမ့်မယ်လို့ SACM ထုတ်ပြန်ကြေညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဖိလစ်ပိုင်သမ္မတဟောင်းရိုထရီတို့ဒူတာတီကိုဖိလစ်ပိုင်ဆိုရကအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ဖန်ဝရန်နဲ့ဖမ်းဆီးပြီးနေသားလန်နိုင်ငံရှိ ICC တရားရုံးကိုပို့ဆောင်လိုက်ပြီးရဲ့နောက်မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်ကောင်စီမင်းအောင်လိုင်ကိုလည်းဖမ်းဆီးနိုင်တဲ့အချိန်ရောက်ရှိလာလိမ့်မှာဖြစ်ကြောင်းမြန်မာ မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SACM ကထုတ်ပြန်ကြေညာပါတယ်ဖိလစ်ပိုင်မှာမွေးရည်စေဝါတိုက်ဖြတ်ရေးအမြင့်ခံပြီးလူအများများတပ်ဖြတ်ခဲ့တဲ့ရာဇဝမှုဆိုင်ရာဆွဆွဲချက်တွေနဲ့နိုင်ငံတကာရာဇဝတရားရုံး ICC ကဖန်ဝန်းထုတ်တာတဲ့ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကို ဖိလစ်ပိုင်အစိုးရကမလ17ရက်နေ့မှာဖမ်းဆီးပြီးနဲ့တာလန်နိုင်ငံဒီဟိတ်မြို့ကိုပို့ဆောင်လိုက်ပါတယ်။ဖိလစ်ပိုင်အစိုးရက ICC တရားရုံးဖော်ဝင်နိုင်ငံဖြစ်မှာ2019ခုနှစ်မှာနှုတ်ထွက်ထားခဲ့တော့လေ ICC တရားရုံးရဲ့ဖမ်းဝရမ်းထုတ်ထားတဲ့ဖိလစ်ပိုင်သမ္မတဟောင်းကိုပြက်ပြက်သားသားအရေးယူဆောင်ရွက်မှုမှာနိုင်ငံတကာအတိုင်းဝိုင်းအတွက်တာဝန်ခံမှုနဲ့တာဝန်ယူမှုဆိုင်ရာအဓိကတွန်းအားပေးမှုတစ်ခုအဖြစ် SACM တီထောင်သူကမှတ်ချက်ပြုပါတယ်။ဖိလစ်ပိုင်သမ္မတဟောင်းဖမ်းဆီးခံရမှုကအထူးသဖြင့်မြန်မာနိုင်ငံမှာမင်းရောင်းလိုင်းအတွက်ပြင်းထန်တဲ့သတင်းစကားဖြစ်ပြီးရိုဟင်ဂျာတွေကို မောင်းထုတ်ခြင်းနဲ့ညင်ပန်းနှိမ့်ဆက်မှုဆိုင်ရာရာသွေးမှုတွေအတွက်မင်းအောင်လိုင်းကိုဖန်ဝရန်ထုတ်ဖို့2024ခုနှစ်နိုဝင်ဘာလမှာ ICC တရားရုံးရှိနေတွေကရှောက်ထားခဲ့တာဖြစ်ပါတယ်။မကြာမီ ICC တရားရုံးကမင်းအောင်လိုင်းကိုဖန်ဝရန်ထုတ်ဖို့မျှော်လင့်ထားပြီး ICC တရားရုံးရှိနေတွေကနောက်ထပ်တာဝန်ရှိသူတွေကိုလည်းဖန်ဝရန်ထုတ်ရန်ရှိနေကြောင်း ICC ကထုတ်ပြန်ထားပါတယ်။မကြာသေးမီကလည်းအာဂျင်တီးနားတရားရုံးကမင်းအောင်လိုင်းပါဝင်မြန်မာနိုင်ငံမှာစစ်ဘက်နဲ့အရက်ဘက်ပုဂ္ဂိုလ်25ဦးကိုဖန်ဝရန်ထုတ်ခဲ့တာဖြစ်ပါတယ်။ SACM တီထောင်သူက ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေကိုဖမ်းဆီးနိုင်မှုကအလွန်ခိုင်မာတယ်။ လုံဆောင်ချက်ဖြစ်ပြီးဩစာကြီးမာရင်အာဆီယံဖွဲ့ဝင်နိုင်ငံတစ်ခုက ICC တရားရုံးနဲ့အင်တာပိုရဲ့တပ်ဖွဲ့ကိုလေးစားမှုလည်းဖြစ်တဲ့နိုင်ငံတကာဆိုင်ရာတာဝန်ခံမှုတစ်ခုလည်းဖြစ်ပါတယ်။ဒါကမင်းအောင်လိုင်းအနေနဲ့လည်းဒီလိုမျိုးဖန်ဆီးခံရမယ့်အချိန်တည်ကြပေါက်ရလာနိုင်မယ်ဆိုတာထင်ထင်ရှားရှားပြသနေရလို့ပြောပါတယ်။ဖိလစ်ပိုင်သမ္မတကိုဖန်ဆီးနိုင်မှုကကုလသမဂ္ဂနိုင်ငံတကာလူအခွင့်ရေးစနစ်နဲ့တရားမျှတမှုဆိုင်ရာကတိတွေပေါ်ယုံကြည်မှုတွေဆုံးရှုံးနေတယ်။မြန်မာနိုင်ငံမှာပြည်သူများအတွက်မျှော်လင့်ချက်ယောင်ကြည်များတောက်ပစေကြောင်း SACM တီထောင်သူ ကထပ်လောင်းပြောကြားပါတယ်ဖိလစ်ပိုင်နိုင်ငံက2026ခုနှစ်မှာအာဆီယံဖွဲ့စည်းရဲ့ဥက္ကဋ္ဌနိုင်ငံအဖြစ်တာဝန်ထမ်းဆောင်ဖို့ပြင်ဆင်နေချိန်မှာ ICC တရားရုံးဖမ်းဝရမ်းထုတ်ခံထားတဲ့ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတီကိုဖမ်းဆီးပြသခဲ့ခြင်းဖြစ်ပါတယ် ဆက်လက်ပြီးအုပ်ဖို့မျိုးနဲ့ဝိုင်းရရေစကန်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ15ဦးသေဆုံးပြီးရေစကန်လက်နက်ကြီးထိမှန်ကမီးလောင်ပြန်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းအုပ်ဖို့မျိုးနဲ့ဝိုင်းရရေစကန်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှ15ဦးသေဆုံးပြီးလက်နက်ကြီးကြီးထိမှန်ပြီးရေစကန်တစ်ခုလုံးမီးလောင်ပြန်ချခဲ့ကြောင်းတာယာဝတီခရိုင်စည်ရေးတာဝန်ခံရဲဘော်သစ္စာကပြောပါရယ်။မလာ၁၂ရက်နေ့နေ့လယ်၂နာရီခွဲကမှအုပ်ဖို့မျိုးနဲ့ဝိုင်းရရေစကန်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီးထိတွေ့တိုက်ပွဲ၂နာရီကြာဖြစ်ပွားခဲ့ကြောင်းသိရပါရယ်။အဲ့ဒီထိတွေ့တိုက်ပွဲ ယ်အတွင်းအကြံပတ်စစ်တပ်ဘက်မှ15ဦးသေဆုံးကရေစခန်းကိုလည်းလက်နက်ကြီးကြီးများထိမှန်ခဲ့ခြင်းကြောင့်ရေစခန်းတစ်ခုလုံးမီးလောင်ပြချခဲ့ပြီးတော်လိုင်းတပ်ဖွဲ့များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲများအတွင်းတော်လိုင်းတပ်ဖွဲ့ရင်းကလက်နက်များကောက်ယူနိုင်ဖို့ကြိုးစားခဲ့တော်လဲတန်ရာရအကြံပတ်စစ်သားတွေကပြန်လည်ပြစ်ခတ်ခြင်းစစ်ကူအင်အားများအလုံးကြီးရောက်ရှိလာတာကြောင့်တော်လိုင်းတပ်ဖွဲ့များလက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စခန်းကိုအလစ်အငိုင်းဝင်တိုက်လိုက်တော့ဒီကောင်တွေပြင်ဆင်နေခြင်းမရလိုက်ဘူး။စခန်းမီးလောင်သွားပြီ င်းဆိုတော့ PUP ရဲ့ဖြစ်သွားပြီးစစ်ခွေး15កောင်တင်းနေစစ်ခူအင်အားအလုံးရင်းနဲ့တက်လာပြီးစစ်ခွေးအလောင်းတွေကိုဖောကနဲ့တဲထုတ်သွားတယ်စကန်တစ်ခုလုံးပြာကျသွားတာတိုက်ပွဲက2နာရီလောက်ဖြစ်သွားတယ်အဲ့ဒီရေစကန်ကတက်ကူတွေရောက်နိုင်တဲ့လမ်းနဲ့နှီးတဲ့အခါကျတော့အင်အားကအလုံးရင်းနဲ့ဝင်လာတာကျွန်တော်တို့လက်နက်တွေမကောက်နိုင်ခဲ့ပဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့တာယာဝတီခရိုင်စည်ရေးတာဝန်ခံရဲဘော်တစ္ဆာကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုတာယာဝတီခရိုင်ပါကာဘာတိုက်ခိုက်ရေးတပ်ဖွဲ့တေတပ်ခွဲနှင့်ရွှေတန်းမြေနဲ့တပ်ခွဲသုံးမိုးညိုတပ်ဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့တာဖြစ်တယ်လို့ တရင်မှာဖော်ပြပါရှိပါရရှင် ဆေအိုဆူနဲ့ရုရှားတွေ့ဆုံမှုအတွက်တန်ခတ်မှုတွေထပ်တိုးအမြင်ချမှတ်ဖို့တောင်းဆိုရကြောင်းတင်ဆက်ပေးပါမယ်။အာနာတိန်စစ်ကောင်ဆောင်ကစီးပွားရေးနဲ့လုံခြုံရေးပါဝင်ဆက်ဆံရေးပုံမှုနဲ့ဆိုင်လာစေဖို့ရုရှားနိုင်ငံမော်စကိုမြို့မှာတွေ့ဆုံမှုတွေလုပ်နေတာဟာစစ်ရာဇဝင်တွေကိုပို့တိုးလာစေဖို့လောင်စာဖြစ်တယ်လို့ Justice for Myanmar ကမလ၄ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒါကြောင့်ရုရှားနဲ့မြန်မာဆေအိုဆူတို့ဂျူးလို့နေတဲ့ရာဇဝင်မှုတွေကိုအဆုံးသတ်ဖို့နိုင်ငံတကာအနေနဲ့နောက်ထပ်တန်ခတ်ပိတ်ဆို့မှုတွေကိုညှိနှိုင်းဆောင်ရွက်ပြီးအလင်းအမြန်ချမှတ်ဖို့လိုအပ်နေရေလို့ Justice for Myanmar ကတောင်းဆိုထားပါတယ်။မြန်မာစစ်ကောင်စားပူဇော်မူကြီးမင်းအောင်လိုင်ကလူမျိုးတုံးတပ်ဖက်မှုနဲ့ဖန်ဝန်းထုတ်ခံရမှုအပြီးမှာရုရှားနိုင်ငံကိုတပတ်ကြာခီးစင်ဖြစ်သွားရောက်နေပြီးရုရှားသမ္မတပူတင်နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ဆက်လက်ပြီးအိန္ဒိယနိုင်ငံများအနေနဲ့ဖန်စီရရှိတဲ့မြန်မာနိုင်ငံသားတွေကိုစစ်ကောင်စီထံကိုပို့ဆောင်ခြင်းမှာတည်ရင်းပို့တဲ့သဘောဖြစ်နေလို့လူသားချင်းစာနာထောက်ထားကူညီဆောင်ရှောက်ပေးကြဖို့ NUG ကမြတ်တရရခန့်နဲ့အကြောင်းတင်ဆက်ပေးပါမယ်။အိန္ဒိယနိုင်ငံများအနေနဲ့၎င်းတို့နိုင်ငံအတွင်းတရားမဝင်နေထိုင်လို့လုံမှုနဲ့ဖန်စီရရှိထားတဲ့ ်မြန်မာနိုင်ငံသားတွေကိုစစ်ကောင်စီထံကိုပို့ဆောင်နေခြင်းမှာတည်ရင်းကိုပို့ဆောင်နေတဲ့သဘောဖြစ်ပြီးလူသားချင်းစာနာထောက်ထားစွာနဲ့ကုညီဆောင်ရှောက်ပေးဖို့မြို့သားညီညွတ်ရေးဆိုရာ NUG ကမြေတားရက်ခံလိုက်ပါတယ်။ဒီကနေ့ထုတ်လွှင့်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်း၅မြင်းဆောင်၂025စီစဉ်မှာ၎င်းကအထပ်ပါအတိုင်းပြောဆိုလိုက်တာပါ။အိန္ဒိယနိုင်ငံတွေအနေနဲ့လည်းအကြောင်းမျိုးမျိုးကြောင့်ဖန်ဆီးခံရတဲ့မြန်မာနိုင်ငံသားတွေကိုအကြံဖက်စေယုံစုလက်ကိုပြန်လည်အနန္တချင်းကတည်ရင်းနဲ့ပြန်ပို့တဲ့သဘောဆောင်နေတာမို့မိမိတို့နိုင်ငံလိုက်ထုတ်ပြန်ထားတဲ့မိခင်နိုင်ငံကိုပ ြန်ပို့ခံရချိန်မှာအသက်အနည်းကြာရောက်နိုင်ပြန်ပို့ခြင်းကိုတားမြစ်တဲ့ဥပဒေညွှန်ကြားချက်များနဲ့လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်ကူညီဆောင်ရှောက်ပေးကြဖို့အထူးမြတ်တာရက်ခံလိုပါတယ်။ဒါအပြင်ကျွန်တော်တို့နိုင်ငံရဲ့ခြားကိုရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့လည်းသက်ဆိုင်ရာနိုင်ငံတွေရဲ့ထုတ်ပြန်ထားတဲ့ဥပဒေကိုလေးစားလိုက်နာကြဖို့ သက်ဆိုင်ရာနိုင်ငံအလိုက်လူဖွဲ့စည်းရေးရှင်ကျင်းမှုတွေစံနှုန်းတွေကိုလေးစားလိုက်နာပြီးတဟဆာတာဖြစ်အောင်နေထိုင်ကြဖို့အထူးတိုက်တွန်းလိုပါတယ်လို့ဦးနေဖုံလက်ကပြောပါတယ်မြန်မာနိုင်ငံမှာစစ်တပ်ကအတ္တမစစ်သားစုဆောင်ခြင်းကိုတရားလက်လွတ်လုံဆောင်လာနေကြောင်းတနေ့အတွင်းအပတ်စဉ်၁၀ခုနီးပါအတ္တမစုဆောင်ခဲ့တဲ့အပြင် ပေါ်တာဆွဲစဉ်အိန္ဒိယနိုင်ငံများမှပြန်ပို့သူတွေကိုအတ္တမစစ်သားစုဆောင်ခြင်းအမျိုးသမီးတွေကိုပါအတ္တမစစ်သားစုဆောင်ဖို့စတင်လာခြင်းအချင်းထောင်များမှလူငယ်များကိုအတ္တမစစ်သားစုဆောင်ခြင်းလူငယ်များရဲ့နိုင်ငံတကာထွက်ခွာမှုကိုပိတ်ပင်ခြင်းနိုင်ငံတကာရောက်ရှိနေသူတွေကိုလက်ပါစေတန်ယုံတွေကတဆင် အကြက်ကင်ပြီးတိုင်းပြည်တွင်ပြန်လည်ဝင်ရောက်အတ္တမစစ်မှုတန်းစေဖို့စူးစမ်းခြင်းတွေကိုလှုံ့ဆော်လာကြောင်း NUG ကပြောဆိုပါတယ်အကြံဖက်စေအောင်စုကအတ္တမစစ်သားစုဆောင်ထားသူတွေကိုလအနေငယ်ကစစ်တနန်းတက်စေပြီးချက်ချင်းဆိုသလိုရှိတဲ့စစ်မျက်နှာတွေကိုစိန်လုခါ လူသားတိုင်းသဘွယ်အသုံးပြုနေကြောင်းအဲ့ဒီကိစ္စမှာနိုင်ငံနဲ့ချီပြီးကျူးလွန်နေတဲ့အတ္တမအလုတ်ခိုင်းစီမှုအစုံရွာဆုံးလူခွင့်ရေးချိုးဖောက်မှုတွေဖြစ်တဲ့အတွက်နိုင်ငံတကာလူခွင့်ရေးဆိုင်ရာဖွဲ့စည်းများအလုတ်သမားရေးရာဖွဲ့စည်းများကလက်ပိုက်ကြီးမနေပဲထီရောက်စွာအရေးယူဆောင်ရွက်နိုင်ကြဖို့ NUG ကမြတ်တာရက်ခံပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အကြံဖတ်စင်အုပ်စုရဲ့အဓမ္မစစ်သားစူဇာမှုတံကိုခံနေရတဲ့လူငယ်တို့ကိုသက်ဆိုင်ရာဝန်ကြီးဌာနများလိုက်တက်ဆွမ်းတများကူညီဆောင်ရွက်လျက်ရှိကြောင်းအဓမ္မစစ်သားစူဇောင်းခံရပြီးတဲ့နောက်တော်လိုင်းအင်အားစုများနဲ့ပူးပေါင်းလာသူများပြည်သူရင်ခွင်ခုလုံလာသူတွေကိုကြိုးစုံလက်ခံလျက်ရှိကြောင်း NUG ကထုတ်ပြန်ပြောဆိုထားတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။ ငဖဲမြို့နယ်နိုင်ရင်ကန်ဖြူဟာစကန်ကို AA ပိတ်ဆို့တိုက်ခိုက်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဆက်အမ်ပရန်လမ်းမော်ကစစ်ကောင်စီရဲ့နိုင်ရင်ကန်ဖြူဟာစကန်ကိုသိမ်းပိုင်နိုင်ရင်အရခတ်တတော်ရင်ကဝိုင်းပတ်ပိတ်ဆို့ပြီးထိုးစစ်ဆင်နေရလို့စည်ရင်းချင်းတွေကိုသိရှိတဲ့ဒေသခံတွေကမလ3ရက်နေမှာပြောပါရင် နိုင်ရင်ကံဖြူဟာစကန်းရဲ့ကာကင်းစကန်းနေဖြစ်တဲ့မထုံအထက်တုံးနဲ့အောက်တုံးကြီးစကန်းတွေကိုဖေဖော်ဝါရီ16ရက်နေ့မှာအင်ကာသိမ့်ပိုင်လိုက်ပြီးရဲ့နောက်ဒီရက်ပိုင်းမှာအပြင်းအထန်ထိုးစစ်ဆင်ခံနေတာလို့ဒေသခံတအုပ်ကပြောပါရင်း အရှိန်မြင့်လာတာတော့9ရက်6ရက်လောက်ရှိပြီနိုင်ရီကန်တောင်ကမှတ်တင်တပ်ဖို့မလွယ်ဘူးဆိုတော့အင်ကြီးကလည်းအနာကနိုင်ဖို့အပြင်းထန်ကြိုးစားနေတဲ့အခြေအနေပဲစစ်ကောင်စီဘက်ကအင်အားဖြည့်နေတာလည်းရှိနေအမ်ဘရန်လန်မကွေးတိုင်းငဖဲမြို့နယ်အတွင်းကနိုင်ရီကန်စခန်းနဲ့ကုတ်ကြီးစခန်းတို့ဟာမကွေးတိုင်းနဲ့အင်ရဲ့ထိုးဖောက်ဝင်ရောက်လာမှုကိုကာကွယ်ဖို့အတွက်အရေးပါတဲ့တပ်စခန်းတွေလို့ဒေသခံတွေကပြောပါရင်း တိုက်ပွဲချင်းနေနဲ့ပတ်သက်လို့အင်းပြောခွင့်ရသူဥခိုင်ဒုက္ခနဲ့စစ်ကောင်စီရဲ့မကွေးတိုင်းပြောခွင့်ရသူဦးလာသိန်းတို့ကိုတရင်ဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမယ်လက်ခံဖြေဆိုတာမျိုးမရှိပါဘူး။အရခတ်တက်တော်အင်းနဲ့ပူပေါင်းတက်တွင်က မကွေးတိုင်းကစစ်ကောင်စီတပ်စခန်းနေပြင်းရခိုင်ရုံးမနဲ့ထိစပ်နေတဲ့အရာရီတိုင်းနဲ့ဘကိုတိုင်းဆက်ကစစ်ကောင်စီတပ်စခန်းနေကိုလည်းအခုမလာစမ်းတီးဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့စီရင်အခြေအနေကိုသိရှိတဲ့ဒေသခံတွေကပြောပါရတယ်။